မက်ကဘာပြိုင်ပွဲ Miss World ပြိုင်ပွဲ final နဲ့တဖြည်းဖြည်းနီးကပ်လာပြီဖြစ်တဲ့မေလ31 Okay ဆိုတော့တဖြည်းဖြည်းနီးကပ်လာလေလေဒီအလှမယ်တွေရဲ့ဒီအည်သွေးတွေကိုလည်းတရိပ်ရိပ်ကိုမြင်လာရလေဖြစ်တယ်ဘသူကတရိပ်ရိပ်တက်လာလဲဆိုတာကိုမြင်လာရလေဖြစ်တယ်ပေါ့နော်ဆိုတော့မနေ့ကရွေးချယ်လိုက်တဲ့ Beauty with a Purpose လူမှုလုပ်ငန်းပရာဟီတာလုပ်ငန်းရှင်ပြိုင်တဲ့ပြိုင်ပွဲမှာအာရှာကနေအနိုင်ရသွားတဲ့အလှမယ်ကကြတော့အင်ဒိုနီးရှားအလှမယ်မိုနီကာဖြစ်တယ်ဆိုတော့ဒီ Beauty with a Purpose ဆိုတာနော်မနေ့ကဒီမြန်မာကနေအာ Mr. World အပြိုင်ပွဲမှာမြန်မာကနေဒီဆိုင်းထားမြန်မာကိုစားပြုဆိုင်းထောင်လုံးကနေလည်းရရှိထားတဲ့သူဖြစ်တယ်မြန်မာကလည်းရဖူးတယ်ပေါ့နော်ဒီဟာကို Mr. ပြိုင်ပွဲမှာ Miss ပြိုင်ပွဲတော့မဟုတ်ဘူးပေါ့โอเคဆိုတော့ဒီ Indonesia အလှမယ်အနေနဲ့သူကဒီ talent competition မှာလည်းဝင်လာရထားပြီးဖြစ်တယ်ဒါကြောင့်သူက top 40နေရာကိုဦးထားပြီးဖြစ်တယ်အာရှနေ10နေရာတက်မဲ့အထက်မှာတနေရာကိုဦးထားပြီးဖြစ်တယ်ပြီးအခု Beauty with a Purpose မှာလည်းဝင်လာရထားတယ်ပြီးနောက်တစ်ခုကဒီဘာလဲ sport competition မှာလည်းသူကဒီအာရှတက်ရဲ့ top ဝင်ထားတဲ့အလှမယ်တစ်ယောက်ဖြစ်တယ် ဆိုတော့အင်ဒိုနီးရှားအလှမယ်ဟာတကယ်ကိုစောင့်ကြည့်နေရမယ့်အလှမယ်တစ်ယောက်ဖြစ်တယ်ပေါ့နော်။ပြီးရင်တော့အင်ဒိုနီးရှားအလှမယ်တွေကအခုဒီနှစ်မှပဲထူးခြားပြီးတော်နေရမဟုတ်ဘူး။အရင်နှစ်တွေကတည်းကနေအင်ဒိုနီးရှားအလှမယ်ဒိုင်းကဒီအာ challenge time မှာဝင်လာရတယ်ဒါမှမဟုတ်ဒီ top တွေဝင်ကြရတယ်ပေါ့နော်။ဒါကြောင့်အင်ဒိုနီးရှားအလှမယ်ဟာအင်ဒိုနီးရှားနိုင်ငံဟာ Miss World Crown နဲ့အရန်ကိုနီးကပ်နေပြီးဖြစ်တယ်လို့ပြောလို့ရတယ်။